မင်္ဂလာပါရှင်။တောင်လိုင်းထားမြေနိုဝင်ဘာလ25ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လိုင်းထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ချီရပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြီးလဲမှာညာပိုင်းဖန်ဆင်းငွေညှင်းမှုပုံမဆိုးဝါလာတဲ့သတင်းနဲ့ တရချောင်းမှာစစ်တပ်စစ်ကြောင်းကနေအိမ်60ကျော်မိရှို့ဖျက်ဆီးခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့မြောက်ကိုရီးယားနဲ့မတော်တဆတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့တောင်ကိုရီးယားသမ္မတသတိပေးခဲ့တဲ့သတင်းမြန်မာနိုင်ငံသားတွေရဲ့ယာယီနေထိုင်ခွင့်အမေရိကန်ရုတ်သိမ်းလိုက်တဲ့သတင်းတွေအပြင်အာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ မော်ပြည်နယ်ဘီလင်းမြို့နယ်မှာယခုလကစလို့ညပိုင်းသွာလာသူတွေကိုစစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးငွေညှဉ်မှုပုံမဆိုးဝါလာတယ်လို့ဒေသခံတွေကတန်လွင်ထိုင်းမှုပြောပါတယ်စစ်ကောင်ရှင်တပ်ရဲနဲ့ပြည်သူစစ်အဖွဲ့ဝင်တွေဟာနိုဝင်ဘာလဆန်းပိုင်းကစလို့ည၈နာရီနောက်ပိုင်းသွာလာသူတွေကိုအကြောင်းပြချက်မရှိဘဲဖမ်းဆီးငွေညှဉ်မှုတွေပုံမပြုတ်လောက်လာတာပဲဖြစ်ပါတယ် ဒေသခံတွေရဲ့ပြပြချက်အရစစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်တွေဟာညာပိုင်းသွာလာသူတွေကိုပစ်မှတ်ထားဖမ်းဆီးပြီးတဦးလင်အ ਨੇ ဆုံးငွေကြေးသသိန်းကနေ၅သိန်းအထိတောင်းခံတာတွေရှိနေပါတယ်ရှင်အဲ့ဒီဖန်းစည်းငွေညစ်ရမှာလဲချက်ချင်းပြန်လွတ်ပေးတာမျိုးမဟုတ်ပဲရဲစခန်းအချုပ်မှာတ냐တာဖန်းစည်းထိမ့်သိမ့်ပြီးမှမိသားစုဝင်တွေကနေတဆင့်ငွေကြေးတောင်းခံပြီးပြန်လွတ်ပေးနေတာဖြစ်ပါတယ် စစ်ကောင်ရှင်တပ်ဖွဲ့ဝင်တွေရဲ့အခုလိုဖမ်းဆီးမှုဟာအကြောင်းမဲ့တသက်ဝင်ဝင်ရှာတာဖြစ်ပြီးလက်နက်မဲ့ပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်တာဖြစ်တယ်လို့ဒေသခံတဦးကဝေဖန်ပါတယ်ပြည်လဲမြို့နယ်မှာတော့စစ်ကောင်ရှင်ကညမထွက်ရအမိန်ကိုည7နာရီကနေမနက်4နာရီအထိတက်မှတ်ထားတာဖြစ်ပေမဲ့အခုအခါမှာတော့ည7နာရီနောက်ပိုင်းသွာလာသူတွေကိုဖမ်းဆီးပြီးငွေညှစ်မှုတွေကိုလှုပ်ဆောင်နေတာပါ။ တော်လန်ရေးအင်အားစုတပ်ဖွဲ့တွေလှုပ်ရှားမှုအားကောင်းတဲ့ဘီးလဲမြို့နယ်မှာစစ်ကောင်ပြန်တက်ကရွေးကောက်ပွဲမတိုင်မီမြို့ပေါ်ရက်ွက်တွေအပြင်ကြေးရွာချင်းဆက်လမ်းမိုင်းတွေမှာ လုံခြုံရေးတိုးမြင့်တာကင်းမုံဝတ်တာတွေပုံများလာတယ်လို့ဒေသခံတွေထံကနေသိရပါဗျရှင်တနင်္လာရီတိုင်းတရချောင်းမြို့နယ်မင်းတက်ကျေးရွာထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်တပ်က နေအိမ်60ကျောင်းကိုမိရှို့ဖျက်ဆီးသွားတယ်လို့ကရင်မျိုးသားစီယုံ KNU ဗိတ်တော်ဝဲခရိုင်ကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကမင်းတပ်ကျေးရွာထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်းတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တို့ကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းအထိနာသွားတဲ့စစ်ကောင်ပြင်းတပ်ဟာအယက်သားနေအိမ်62လုံးကိုအကြောင်းမဲ့မိရှုဖျက်ဆီးသွားတာဖြစ်တယ်လို့ဆိုပါရရှင်။နေအိမ်မိရှုဖျက်ဆီးသွားတဲ့စစ်ကောင်ပြင်းတပ်ဟာနိုဝင်ဘာလ24ရက်နေ့မှာအင်းဖြူသာကျေးရွာထဲကိုစစ်ကြောင်းဆက်ထိုးလာတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ အဒီဆက်ချောင်းဟာနိုဝင်ဘာလ16ရက်နေ့ကလည်းတရက်ချောင်းကျေးရွာကစစ်ရှောင်းနေအိမ်90ကျော်ကိုဖောက်ထွင်းပြီးတမိုးရှိပစ္စည်းအများအပြားကိုယူဆောင်သွားတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်ရှင်။စစ်ကောင်ပြင်းတက်ဟာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးဘက်ကစလို့တရက်ချောင်းမြို့နယ်ထဲကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာပါ။စစ်ကောင်ပြင်းတက်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူ၄000ထပ်မင်းဟာနေရွှန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်းအရေးကူညီပေးနေသူတွေထံကနေသိရပါတယ်ရှင်။ပဋိပက္ခတိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေမှာပြုမူရမယ့်အချက်များတင့်ရဲ့တပ်တီခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကိုကိုယ်နဲ့တပါတဲ့အမြဲသိသိယူဆောင်ပါပတ်စံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုဗတူညီသောနေရာများမှာတင်စီထားပါ။သွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာ၊ဈေးမှတ်တမ်း စေဝါတမတဲခြင်းနာတာရှိဖျားနာခြင်းစသဖြင့်ကိုတင့်အဝတ်အစားအိတ်ထဲမှာသိသိထားပါကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုလူရှိရင်တေချာပါစေခရီးသွားခြင်းကိုချော့ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန်အယုံစူးဆိုင်မှုကိုအစွဲဆောင်နိုင်သောအယောင်ရှိဝတ်စားများကိုပို့ဆင်ပါ။တင်ငေသားအမှတ်အသားများတရုတ်ပြခြင်းကိုရှောင်ကြဉ်ပါ မျိုးချစ်စိတ်တင်ရတာများတရုတ်ပြချင်းကိုရှောင်ကျင်ပါတဲ့အိမ်နဲ့အလုံအနည်းနာမှာရှိတဲ့ခိုးလုံနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူအများအသုံးပြုသွားလာလေးရှိတဲ့လမ်းကြောင်းတွေကိုသာအသုံးပြုပါ ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားနဲ့မတော်တဆတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့တောင်ကိုရီးယားသမ္မတသတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ချီလီကပြောပြပေးထားပါတယ်ရှင်။အစိုးရနဲ့ဆက်သွယ်ရေးလမ်းကြောင်းအလုံးကိုဖျက်တောက်ထားတဲ့မြောက်ကိုရီးယားနဲ့မတော်တဆတိုက်ပွဲတွေဖြစ်ပွားနိုင်တဲ့အန္တရာယ်နဲ့ပတ်သက်လို့တောင်ကိုရီးယားသမ္မတလီကျေးမြောင်ကနိုဝင်ဘာလ24ရက်နေ့မှာသတိပေးလိုက်ပါတယ်။ ဇွန်လကစတင်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းပျုံယမ်းနဲ့တင်မောင်မှုတွေရှော့ချရေးအများကြီးဆောင်ရွက်ထားတဲ့တမရလီကမြောက်ကိုရီးယားနဲ့ချိုတင်သတ်မှတ်ချက်တွေမရှိဘဲဆွေးနွေးဖို့ကန့်လန့်ထားပါတယ်။အဲဒီလိုတမရလီရဲ့ကန့်လန့်မှုကိုမြောက်ကိုရီးယားကတုံ့ပြန်မှုမရှိသေးပါဘူး။ကိုရီးယားနိုင်ငံအချင်းချင်းဆက်ဆံရေးဟာစိတ်မကောင်းစရာကောင်းလောက်အောင်ရန်လိုလာပြီးထိတ်တိုက်ရင်ဆိုင်ရမယ့်အခြေအနေဖြစ်လာတယ်လို့တောင်အာဖရိကမှာ G20 အစည်းအဝေးတက်ရောက်ပြီးတူရကီတို့သွားနေတဲ့လေရင်ပေါ်မှာတောင်ကိုရီးယားသမ္မတကသတင်းထုတ်တွေကိုပြောပါရတယ်။ အခြေခံအကြဆုံးယုံကြည်မှုအဆင့်မျိုးတောင်မရှိပဲမြောက်ကိုရီးယားကအရန်ပြင်းထန်တဲ့ကြေညာချက်တွေထုတ်နေတယ်လို့အရန်ပြင်းထန်တဲ့လုပ်ရက်တွေကိုလှုပ်ဆောင်နေတယ်လို့တမ်မရလီကပြောဆိုထားပါတယ်ဥပမာတွေထဲကတစ်ခုအနေနဲ့မြောက်ကိုရီးယားဟာနေဆက်ကတန်ဆူးကျိုးအကအရန်ကိုသုံးထက်တိုးကာလိုက်တာပဲဖြစ်တယ်လို့တမ်မရလီကပြောပါရယ်မတော်တဆတိုက်ပွဲတွေဘယ်အချိန်ဖြစ်လာမလဲဆိုတာကိုမိမိတို့မသိတဲ့အခြေအနေတရက်စီရောက်ရှိနေပြီလို့လဲဆိုပါရယ် မြောက်ကိုရီးယားကဆက်သွယ်ဖို့ဆွေးနွေးဖို့အားလုံးကိုညှင်းဆို့နေပြီးအရန်အနေနဲ့ရှိတဲ့အခြေအနေတစ်ခုနဲ့ကြုံနေရကြောင်းဒါပေမဲ့တောင်ကိုရီးယားအနေနဲ့အမြဲလမ်းဖွင့်ထားပြီးမြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ကြိုးပမ်းသွားမယ်လို့တမရလီကပြောပါရယ်ခုနှစ်နှစ်အတွင်းပထမဦးဆုံးငြိမ်းချမ်းရေးကမ်းလှမ်းမှုအနေနဲ့တောင်ကိုရီးယားကနယ်စပ်တိုက်ခိုက်မှုတွေရှောင်လွှဲနိုင်ပြီးမြောက်ကိုရီးယားနဲ့စစ်ရေးဆွေးနွေးဖို့ပြီးခဲ့တဲ့သတင်းပတ်ကကမ်းလှမ်းခဲ့ပါရယ် မြောက်ကိုရီးယားကတော့နျူကလ িয়ার ဆွမ်းအင်သုံးရေငုပ်သင်္ဘောတွေတိဆောက်ရေးအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့သဘောတူညီမှုကိုရှုံချပြီးတော့တုံ့ပြန်ခဲ့တာပါနျူကလ িয়ার ဆွမ်းအင်သုံးရေငုပ်သင်္ဘောတိဆောက်မယ်ဆိုရင်တခြားနိုင်ငံတွေကြားမှာလည်းအလားတူလုပ်ရက်တွေအများကြီးဖြစ်ပေါ်လာနိုင်တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပါတယ်။ အရင်သမရလက်ထက်တုန်းကလိုမျိုးမဟုတ်ပဲတောင်ကိုရီးယားဟာလူကြီးမြောင်လက်ထက်မှာနေဆက်ကဝါရဖြန့်အတန်ချဲ့ဆက်တွေကိုပြန်သိမ်းယူထားမှုအပါအဝင်ကိုရီးယားနှစ်နိုင်ငံကြားတင်းမာမှုတွေလျှော့ချရေးခြိလှမ်းတွေအများကြီးလှုံ့ဆော်ထားပါတယ်မြောက်ကိုရီးယားကတောင်ကိုရီးယားနဲ့အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုပြစ်တင်ရှုံချပြီးမိမိတို့ကိုထိတ်တရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။မြန်မာနိုင်ငံသားတွေရဲ့ယာယီနေထိုင်ခွင့်အမေရိကန်ရုပ်သိမ်းလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါဗျာ။စစ်ကော်မရှင်ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအခြေအနေတိုးတက်မှုအထောက်အထားဖြစ်တယ်လို့အမေရိကန်ဆွေအကနိုဝင်ဘာ24ရက်မှာပြောကြားပြီးမြန်မာနိုင်ငံသားတွေအနေနဲ့မိခင်နိုင်ငံတို့ဘီကင်းစွာပြန်လို့ရတဲ့အတွက်တရားဝင်ယာယီနေထိုင်ခွင့်ကိုအဆုံးသတ်လိုက်ကြောင်းကြေညာပါတယ်။အဲ့လိုရကြောင်းမြန်မာနိုင်ငံတို့ပြန်ပို့ခံရနိုင်တဲ့အတွက်အမေရိကန်ရမြန်မာနိုင်ငံသားတွေကြားစိုးရိမ်မှုတွေရှိနေပါတယ်။ မြန်မာအတွက်သတ်မှတ်ထားတဲ့ယာယီကာကွယ်ပေးမှုသတ်မှတ်ချက် TPS ကိုနောက်ထပ်မလိုအပ်တော့ဘူးလို့ဝင်ကြီးခရစ်စတီနိုအမ်ကအစိုးရနဲ့ဆွေးနွေးညှိနှိုင်းပြီးတော့ကောက်ချက်ချခဲ့တယ်လို့ American အမိမြေလုံခြုံရေးဝန်ကြီးဌာနကကြေညာချက်တည်းရဲ့ထုတ်ပြန်အတည်ပြုပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာမြန်မာနိုင်ငံသားတွေပြန်သွားလို့ရလာအောင်တိုးတက်လာပြီဖြစ်တဲ့အတွက်မိမိတို့အနေနဲ့ယာယီကာကွယ်ပေးသတ်မှတ်ချက်ကိုအဆုံးသတ်လိုက်တယ်လို့ဝင်ကြီးခရစ်စတီနိုအမ်ကပြောပါတယ်မြန်မာနိုင်ငံမှာအရေးပေါ်အခြေအနေကြေညာချက်အဆုံးသတ်မှုလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်ထားမှု အောင်မြင်တဲ့အပြစ်ခတ်ရဲ့စည်ရေးသဘောတူညီမှုတွေပါဝင်အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုအပိုင်းမှာတည်တာတဲ့အခြေအနေတိုးတက်မှုရှိပြီးတိုးတက်လာတဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးကြောင့်အများပြည်သူဝန်ဆောင်မှုနဲ့ပြန်လည်ရင်ကြားစည်ရေးအခြေအနေတိုးတက်လာစေဖို့အထောက်အကူဖြစ်စေတယ်လို့လည်းအမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးကပြောပါတယ်။အဲ့လိုရဲ့ကိုတရားဝင်အတည်ပြုမှုအတွင်းအမေရိကန်အမိမြေလုံခြုံရေးဌာနက တိုင်းသလနကိုင်ဖွဲ့ရီနဲ့အပြစ်ခတ်ရဲ့စည်ရည်ညှိနှိုင်းမှုတွေမှာမြန်မာစစ်တပ်ဆစ်ဆက်ပါဝင်မှုအတွေ့ချီးကျူးထားပါတယ်။တရုတ်ကလည်းဂျာဝယ်ညှိနှိုင်းပေးတဲ့အခမ်းကဏ္ဍကနေပါဝင်ပြီးဆွေးနွေးမှုတွေဟာရင်ကငြိမ်းချမ်းရေးကြိုးပမ်းမှုတွေနဲ့နှိုင်းယှဉ်ရင်သဘောကျစရာကောင်းတယ်လို့လည်းအမေရိကန်ရဲ့အတည်ပြုကြေညာချက်မှာဖော်ပြထားပါတယ်။အဲ့ဒီတတ်မှတ်ချက်ကြောင့်အမေရိကန်မှာယာယီနေထိုင်ခွင့်ရနေတဲ့မြန်မာနိုင်ငံသား၄000လောက်အတွက်ခွင့်ပြုချက်ဟာဇန်နဝါရီ26ရက်မှာတက်တန်းကုံဆုံးတော့မှာဖြစ်ပါတယ်။တိုက်ခန့်ပါတီတချို့ကိုတားမြစ်ထားပြီးတော့ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထောင်ချထားတဲ့အခြေအနေမှာ ဒီဇင်ဘာနဲ့ဇန်နဝါရီတွင်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တာတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ကုလသမဂ္ဂပါဝင်နိုင်ငံတကာကပြောဆိုထားခြင်းအမေရိကန်ရဲ့ကုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်ဆိုရရဲ့ဖော်ပြချက်နဲ့ပြောင်းပြန်အနေနဲ့မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုအပိုင်းမှာဘာတိုးတက်မှုမှမရှိဘဲအရေးပေါ်ခြင်းတွေဆုံးတက်မှုဟာလည်းထိရောက်မှုအပိုင်းမှာအဓိပ္ပာယ်မရှိဘူးလို့လူ့ခွင့်ရေးစောင့်ကြည့်ရဲ့အဖွဲ့ရဲ့အာရှဆိုင်ရာအကြံပြုညွှန်ကြားရေးမှူးဂျိုဆပ်ဂျွန်ကပြောပါတယ်။ စစ်ကောင်းဆောင်တွေကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲဟာဟန်ပြသဘောအတူရောင်ရွေးကောက်ပွဲပဲဖြစ်တယ်လို့သူကပြောပါတယ်။ Shrine ရဲ့ Republican Party အဖွဲ့အစည်းကမြန်မာစစ်ကောင်းဆောင်တွေကိုတင်းတင်းကြပ်ကြပ်ဂင်တွေဖို့တိုက်တွန်းနှိုးဆော်ထားချိန်မှာအစိုးရရဲ့အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။လက်နက်ကန်ပြည်ပခါတွေနဲ့မငြိမ်သက်မှုတွေပြည်တွင်းဥပဒေစည်းကြပ်ရာမှာတပတ်သက်လှုပ်ရှားမှုတွေရှိနေတဲ့မြန်မာနိုင်ငံတို့ခရီးမသွားကြဖို့ American နိုင်ငံသားတွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေရှိနေကြောင်းလည်းအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့နောက်ဆုံးအစီရင်ခံချက်မှာဖော်ပြထားပြီးဖြစ်ပါတယ်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1958ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်ဝမ်းမှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1958ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြဆုံးခဲ့သူ9488ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ 3013ဝက်ထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9320ဝက်ထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထားမြေနေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တာလိုင်းချားမြဲသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလိုင်းချား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။